မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်ချမ်မတ်54ကိုတဝက်ခွဲရောင်းချဖို့ဦးအောင်ဆန်းဦးရဲ့တရားရုံးကိုရှောက်ထားချက်ဟာဥပဒေနဲ့ညီညွတ်မှုမရှိဘဲအစံလာမရှိတဲ့လုပ်ရက်ဖြစ်တယ်လို့ဥပဒေကြမ်းကျင်သူတွေကမှတ်ချက်ပေးပါတယ်ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါတယ်ရှင်စိတ်ဝင်စားမဲ့လူရှင် နိုင်ငံတော်ဤတမင်ကံပုဂ္ဂိုလ်တောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းနေတီရှိရာချောင်းဝင်းကိုတဝက်ခွဲပြီးရောင်းချဖို့ဦးအောင်ဆန်းဦးကမေလ29ရက်နေ့ကကမာရုတ်ခဲတရားရုံးကိုရှောက်ထားခဲ့တာပါတိတသမ923ဧကကျယ်ဝန်းနဲ့ချမ်းမှတ်54ရက်ကနေမပါတဲ့မြင်နေရတဝက်ကိုခွဲပြီးရောင်းချဖို့ဦးအောင်ဆန်းဦးဘက်ကအလိုရှိနေတာဖြစ်ပါတယ် ခြံမှတ်54မှုအတွက်နောက်ယုံရင်ကိုဂျုံလ9ရက်နေ့မှာတရားရုံးကပြန်ခေါ်ထားပြီးဒေါန်ဆန်းစုကြည်ရဲ့ရှင်းနေတွေဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးရှောက်လဲချက်ပြန်ပေးရဖို့ရှိနေပါတယ်အဲ့နာကအမွေမှုမှာအမွေပစ္စည်းအားလုံးကိုလေးလံတင်ရောင်းပြီးတော့ခွဲတာပဲရှိပဲ။ညမဲ့ဘက်ကိုခွဲပြီးတော့လေးလံတင်ရောင်းပေးပါတော့အဲ့လိုတော့မရှိဘူး။နောက်တစ်ခုကသူကအဲ့လို ရမယ်တဝက်ဆိုတာကပြောခွင့်မရှိဘူး1989ခုနှစ်မရှိမကြောင်းနိုင်တဲ့ပစ္စည်းကန့်သက်ရေးဥပဒေရပစ္စည်းကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာကတရားရုံးကသက်ဆိုင်တဲ့ဥပဒေလုံထုံးလုံကြီးကသူ့ရှိနေတဲ့ရှောက်ရမှာကတော့ဒီမင်းနဲ့တင်ပြီးသားငွေကိုပဲခွဲတာမျိုးပဲရှိတယ်သူ့ဘဲအပိုင်းကိုတော့ဘဲကိုခွဲပေးပါဘယ်လိုရောက်မှာဆိုတာတရားရုံးရဲ့ဒီဂရီရပဲလုံလို့ရတယ်အဲ့လိုဒီဂရီကိုကျော်ပြီးရှောက်ခင်ရှိဘူး မေလာ15ရက်နေ့ရုံချင်းမြတိုင်ခင်တုန်းကလည်းဂျမန်54လေလံကျန်းကင်းစီကိုတောင်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ကသတ်မှတ်ပေးဖို့ဥအောင်ဆောင်ဘက်ကတင်ပြခဲ့ပြီးဥအောင်ဆောင်ရဲ့တင်ပြလျှောက်ထားချက်တွေဟာအမွေသားအမွေခံစာရီအမှုတွေရဲ့လုံထုံလုံနည်းနဲ့ညီညွတ်မှုမရှိဘဲအစင်လာမရှိတဲ့အလို့ရတွေသာဖြစ်တယ်လို့ကြွန့်ကျင်သူတွေကမှတ်ချက်ပေးပါတယ်ဒီလမ်းအောင်ရဲ့ဆိုတော့နောက်တစ်ခါကျနောက်တစ်ခါကျနောက်တစ်ခါကျအဲ့ဒါကိုပြရားလုံးကခွင့်ပြုနေတာလေကျွန်တော်တို့ကစဉ်းစားလို့မရဘူးဘာလို့အဲ့လိုခွင့်ပြုပေးနေတာလဲပေါ့နော် ခုလေလံကလေးလေးကိုတောင်းရင်တော့ကိုကြီးကျော့နေတယ်ဒီဘက်တရားဆုံးမှာလေသူ့ရရတင်ရလိုက်တဲ့အခွင့်အရေးတွေညော့နေနေဖြစ်တာတရားရုံးအနေနဲ့အလဲအနေနဲ့မနေရမှာသူ့တယောက်တည်းကိုပဲဥစားပေးပြီးတော့ကျန်းလေးတွေအတင်းကြီးကျော့တယ်အခုထပ်ပြီးတော့မှဒါသူကခွဲပြီးပိုင်းကောင်းပါမယ်လို့တောက်ထလာတဲ့အပေါ်မှာတရားရုံးကဘယ်လိုဖုံးပြရမလဲကျွန်တော်တောက်ကြည့်ရမှာပေါ့ကျွန်တော်တို့ဥပဒေသမားတွေရဲ့အမြင်ကတော့တင်းလို့မြတ်ကြတဲ့လုပ်ရမဟုတ်ဘူးလို့ကျွန်တော်တို့ဒီတိုင်းနေနေ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်ချမ်းမတ်54နေငုတ်ငွေချက်သိန်းပေါင်း2.8တန်းနဲ့ဧပြီ29ရက်နေ့မှာကမာရုတ်ခဲတရားရုံးကစတုဒ္ဒအကျင်လေးလံပစ်ခဲ့ပေမဲ့လေးလံဆွဲမဲ့သူမရှိဘဲပွဲပြတ်ခဲ့တာပါ2024 March 20ရက်နေ့မှာချမ်းမတ်54ကိုကျန်းကျင်းစင်ငွေချက်သိန်းပေါင်း3.5တန်းနဲ့ပထမအကျင်2024 August 15ရက်နေ့မှာကျန်းကျင်းစင်ငွေချက်သိန်းပေါင်း3.5တန်းနဲ့ဒုတိယအကျင် 2025 February 9ရက်နေ့ကချက်မှတ်54ကိုငွေကျပ်သိမ်းပေါင်း2.9ခုခွန်တန်းနဲ့တတရအကျဉ်းလေးလံတင်ခဲ့ပေမဲ့ဝယ်ယူသူမရှိပဲအကျဉ်းချုပ်ပွဲပြတ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချန်သာပါဆောက်လို့ရေလုပ်ငန်းသုံးပစ္စည်းတွေဈေးနှုန်းဇက်တိုက်မြင့်တက်လာတဲ့အတူလိုသလောက်ဝယ်ယူလို့မရတာကြောင့်ဆောက်လို့ရေလုပ်ငန်းတချို့ရပ်ဆိုင်ထားရတယ်လို့ဆောက်လို့ရေလုပ်ငန်းလုပ်ကိုင်သူတွေစီကသိရပါဗျာ။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေပြပကမှာယူသုံးဆွဲတာမှာအရင်နှစ်တွေထက်ဈေးနှုန်းနှစ်ဆလောက်မြင့်တက်လာတဲ့အပြင်လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့်ပြည်တွင်းကိုတင်သွင်းတဲ့အခါမှာအခက်အခဲတွေရှိလာတဲ့အတွက်ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာလုပ်ငန်းလည်ပတ်ဖို့ခက်ခဲလာတယ်လို့ဆိုပါရစေ။ အခုပြည်ပကမှာယူရတဲ့တန်ကြောင်းနဲ့ပြည်လက်မြေတွေဈေးတက်နေကြောင်းနဲ့အခုဆိုရင်လမ်းကြောင်းတွေပိတ်ဈေးနှုန်းတွေတအားတက်တော့လုပ်ငန်းမကိုက်တော့ပဲအလုပ်အပ်တဲ့သူလည်းအများကြီးမသုံးနိုင်အလုပ်လက်ခံတဲ့သူလည်းမကိုက်တော့အလုပ်တွေနားထရတာကြောင့်အလုပ်သမားတွေလည်းဒုက္ခတော်တော်ရောက်နေကြတယ်လို့စောက်လို့ရေးကုမ္ပဏီဝန်ထမ်းတယောက်ကပြောပါတယ်စစ်တပ်အာဏာမသိမ်းခင်ကရန်ကုန်မြို့ကအိမ်ဆောက်ပစ္စည်းဈေးကွက်တွင်လက်အုပ်တစ်လုံးကို60ကျပ် ဆက်အုပ်၈ပေါက်အုပ်တလုံးကို130ကျပ်သဲတချင်းကို8000ကျပ်ကြောက်စရစ်တချင်းကို9100ကျပ်ဗီလက်မြေဈေးနှုန်းတိတ်ကို6300ကျပ်သာဈေးရှိခဲ့တာကနေအောက်တလုံးကို380ကျပ်ကနေ400ကျပ်တဲတချင်းကိုကျပ်3000ကနေ3350ကျပ်ကြောက်တချင်းကိုကျပ်3450ကျော်အထိဈေးနှုန်းတွေအဆမတန်မြင့်တက်လာတယ်လို့သိရပါတယ်ရှင်။ ် AR တိုင်းတဲ့ကမြို့နယ်တချို့မှာအင်တာနက်လိုင်းပြတ်တောက်မှုတွေမကြာခဏဖြစ်ပေါ်နေတာကြောင့်ငွေလွှဲငွေထုတ်ပြုလုပ်တဲ့နေရာမှာအခက်အခဲတွေဖြစ်ပေါ်နေရလို့ငွေလွှဲလုပ်ငန်းရှင်တွေစီကသိရပါဗျာ။ တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ AR တိုင်းတွေကတာပေါင်း၊ရေကြီး၊ကြုံပြော၊လေးမျက်နာ၊စရိမ်မျိုးနယ်တွေနဲ့ပတ်ဝန်းကျင်မျိုးနယ်တွေဖြစ်တဲ့ဟင်းတရ၊ကြံခင်း၊မြန်အောင်၊ဟိုင်းကြီးကျုံ၊ငရုတ်ကောင်းစရိမ်မျိုးနယ်တွေမှာမေလ9ရက်နေ့ကနေ30ရက်နေ့အထိအင်တာနက်လိုင်းတွေမကြာခဏပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ KP Wave Money တွေငွေလွှမ်းငွေထုတ်လုပ်ရတာကအင်တာနက်ကိုအားထားပြီးလုပ်နေရတာကြောင့်အင်တာနက်လိုင်းကဆုတ်ချနေပြီးမိုဘိုင်းဒေတာလည်းမရသလို Wi-Fi လည်းမရကြောင်း တိုက်ပွဲဖြစ်နေရတဲ့လိုင်းကပြက်ပြီးအခုတော့လုံးဝလိုင်းမရတဲ့နေ့တွေများလာတယ်လို့လေးမျက်နှာမျိုးနယ်ကငွေလွှဲလုပ်ငန်းရှင်တယောက်ကပြောပြပါဗျ။အင်တာနက်လိုင်းတွေပြတ်တောက်လာတာကြောင့်ငွေလွှဲငွေထုတ်အခက်အခဲတွေဖြစ်လာတဲ့အပြင်ငွေမာရွေလွှဲမှုတွေပါဖြစ်ပေါ်ကကုတ်နံပါတ်နဲ့လွှဲသူတွေလည်း SMS မကြတော့ငွေအထွက်ပြပေမဲ့တစ်ဖက်ကငွေမရောက်တာစားတဲ့အခက်အခဲတွေအထက်ကဖြစ်ပေါ်နေတယ်လို့သိရပါတယ်ရှင်။ TVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်